ီနေ့ဆရာများနေ့ဆိုတဲ့အခါမှာစင်ကျင်ထားတဲ့ notebook တော်လေးကအတော်ဆုံးဆရာကဘာလုပ်လဲတဲ့။နော်နော်။စင်ကျင်နာဖြစ်ပါတယ်။အဲ့ဒီအခါမှာအတွေ့အထိမှာပါလေစဉ်းစားလဲဘယ်လမ်းပြီ။ဟိုဆရာလားဒီဆရာလားစဉ်းစားနေလောက်ဖြစ်နေနော်။အတော်ဆုံးဆရာကဘာလုပ်လဲ။ဘောနော်။ကျွန်တော်တို့အတ္တတာထဲမှာလူသားမှန်လို့ရှိရင်ပထမဦးဆုံးဆရာရှိတယ်။အဲ့ဒါတယောက်နဲ့တယောက်နဲ့ တူပါတယ်များသောအားဖြင့်80ရာခိုင်နှုန်းကတူကြပါတယ်အဲ့ဆရာကဘယ်သူလဲဘယ်သူလဲပပမမဖေဖေမေမေမိုးပါမဟုတ်လားကိုကဒူဒူဒါဒါနဲ့စကားတွေကဘာမှဝူဝါဝူဝါလောက်တက်တဲ့အရွယ်မှာဖေဖေဘယ်လိုတင်ပေးလဲမိဘတွေကတင်ပေးတယ်မေမေဘယ်လိုတင်ပေးလဲမိဘတွေကတင်ပေးတယ်သူတို့မတင်ပေးဘဲနဲ့ကိုမတက်ပါဘူး ခုနပြောသလိုမျိုး80ရာခိုင်နှုန်းဆိုတဲ့အခါမှာအဖေအမေမရှိတော့တဲ့သူအတွက်ကတော့เนาะတချို့ဖိုးဖွားနေနေရတဲ့သူတွေရှိတယ်ဒါတော့ချွင်းချက်ပေါ့เนาะဦးလေးတော်ရင်နဲ့နေရတဲ့သူတွေရှိတယ်ဒါတော့ချွင်းချက်ပေါ့เนาะကိုယ်တင်ပေးတဲ့သူကတော့ကိုယ့်ရဲ့လက်ဦးစရာဖြစ်တယ်เนาะအဲ့ဒီစရာသမားတွေကเนาะဝေဘန်ပိုင်းချဖို့လဲသူတို့တင်ပေးတယ်တွေ့သမျှလူကိုဖေးခေါ်ခိုင်းလားလမ်းလဲဆိုတော့သူ့ရဲ့လူယောက်ျားလေးမှမများအဖေအဖေခေါ်ခိုင်းလားအမေလောက်တဲ့လူကမခေါ်ခိုင်းပါဘူးเนาะ ကိုယ့်ရဲ့အဖေကိုပဲအဖေလို့ခေါ်ဖို့လေသူတို့ကပိုင်းခြားတတ်ဖို့သူတို့သင်ပေးတယ်နော်ကိုယ့်ရဲ့အမေကိုပဲအမေလို့ခေါ်ဖို့အဲ့ဒီတော့ကျမတို့ရဲ့ပထမအဦးဆုံးနော်လူသားတွေအားလုံးကြုံတွေ့ရတဲ့နော်80ရာခိုင်နှုန်းသောသူတွေအတွက်ကတော့ဖေဖေမေမေပြီးတော့ပပမမပါမိုးပါအဲ့ခါကကျမတို့ရဲ့ပထမအဦးဆုံးနော်လက်ဦးစရာဖြစ်တယ်ဒီရာလေးကိုကျမပြောလိုက်တဲ့အခါမှာ ြောလိုက်တဲ့အခါမှာဖျားခင်ရဲ့နှုတ်ကပတ်တော်တမန်ကျမ်းစာမှာလည်းမိဘကိုယူသေးစွာပြုရမယ်လို့ပြောထားတာဖြစ်ပါတယ်။အဲဒီလိုပြောတဲ့အခါမှာကျွန်တော်တို့ရှင်နဲ့နှလုံးသားထဲမှာတယောက်ချင်းစီတိုင်းကတယောက်တော်သူနှစ်ယောက်တော်သူပေါ့နော်။အော်တတိယသွားမှာဖြစ်ပါတယ်ဒီသူတွေကိုကျေးဇူးပြုဖို့လည်းဖျားခင်ကအလိုရှိတာဖြစ်တယ်နော်ဟေပြဲအခန်းကြီး73အငယ်76မှာဗာပြောလဲဆိုတဲ့အခါမှာကျေးဇူးပြုခြင်း ဥစ္စာဝင်ခခြင်းအမှုတို့ကိုမမေ့ပြီးရော့ကြပါနဲ့အဲ့အရာကိုငါအင်မတန်မအားရနှစ်တတ်တော်မူတယ်လို့ပြောတာဖြစ်တယ်အဲ့တော့ဒီကိုယ့်ရဲ့မိဘတွေကိုကျေးဇူးပြုဖို့လေဒီနေ့နှုတ်ကပတ်တော်ကလာလာဖြစ်ပါတယ်ကိုယ့်ရဲ့မိဘတွေကလက်ဦးဆရာဖြစ်တယ်မမေ့ဖို့ပေါ့နော်နောက်ထပ်တစ်ခုကကျတော့ကျွန်တော်တို့အရွယ်တစ်ခုကိုရောက်လာပြီဆိုလို့ရှိရင်စာသင်ကျောင်းကိုသွားတော့လောကပညာတွေသင်ပေးတယ်ဆရာတွေနော်ဆရာတွေမရှိဘူးလားရှိတယ်လေနော်ဟာ မဟုတ်ဘူးကျမတော့ကျွန်တော်ကတော့ကြောင်းတစ်ခါမှမနေဘူးလို့ပြောရင်တော့မှပဲတက်ကနေနော်10အထိနော်တင်ပေးခဲ့ဘူးရင်လဲဒါကကိုယ့်ရဲ့ဆရာပါပဲနော်အဲ့လိုမျိုးလောကဆရာတွေကျမတို့ကြောင်းပညာတင်တဲ့အခါမှာလည်းတွေ့ရတယ်ဒါပေမဲ့အရွယ်တစ်ခုကိုရောက်လာပြီးတော့အတက်ပေါ့နော်အပိုင်းခြားတစ်ခုကိုရောက်လာတဲ့အခါမှာကျတော့မတူညီတဲ့ဆရာတွေရှိမှပြန်ပြီးတော့တင်ယူရပြန်တယ်နော်အင်ဂျင်နီယာဆိုလို့ရှိရင်လည်း နော် engineer နော်ဆရာဝန်ဆိုလဲဆရာဝန်နော်အာဆေးရုံမှာဟောက်ဆင်းရတယ်နော်အာပြီးကြလို့ရှင်တရားရေးမှာဆိုလဲတရားသူကြီးတရားသူကြီးရှင့်နေနော်မတူညီတဲ့ဘာသာရက်တွေနဲ့တခါဆရာတွေရှိမှပြန်ပြီးတော့ကျမတို့သင်ရပြန်တယ်အဲ့တော့လောကမှာဆရာတွေများစွာရှိတယ်နောက်ထပ်ယုံကြည်သူဖခင်ကိုတည်ပြီးတော့ကျမတို့နော်ဖျားသခင်ကိုယုံကြည်တယ်ဆိုပြီးတော့ယုံကြည်သူတယောက်ဖြစ်လာပြီဆိုလို့ရှိရင်တော့ကျမတို့မှာဘာတွေရှိလာလဲဆိုတဲ့အခါမှာ ဝိညာဉ်ရေးရာမှာကျမတို့ကိုနှုတ်ပတ်တော်အဖြစ်เนาะကျမတို့ကိုဖခင်ရဲ့နှုတ်ပတ်တော်နဲ့เนาะတုံတင်ပေးတဲ့ဆရာတွေဒီဆရာရဲ့နှုတ်ပတ်တော်ကိုခံယူခြင်းအဖြစ်ဖခင်ရဲ့စကားပြောခြင်းကိုကျမခံရတယ်ဒီဆရာကကျမတို့ကိုဝိညာဉ်ရေးရာမှာစွဲခေါ်ပြီးတော့လမ်းပြပေးတဲ့ဆရာဖြစ်တယ်ဆိုပြီးတော့ဝိညာဉ်ရေးရာမှာစွဲခေါ်တဲ့ဆရာတွေ ਨੇ ယုံကြည်သူတယောက်ဖြစ်လာပြီဆိုလို့ရှိရင်အများကြီးကြုံဆုံရတယ်เนาะအခု online media ခက်မှာဆိုပို့ပြီးတော့เนาะเนาะ ဟိုကောင်းတယ်လေနော်မီဒီယာပေါ်မှာကြည်လာခြင်းအပြင်အာဒီဆရာရဲ့ notebook တော့ခံယူရတယ်ကျွန်မအေးအမတန်းမှာခွန်အားယူရတယ်ဒီဆရာကကျွန်မဝဉဉေရမှာဆော့ခေါ်ပေးတဲ့ဆရာဖြစ်တယ်ဒါပေမဲ့အဲ့ဆရာကတိတော်မသိပါဘူးဒါပေမဲ့ကိုမသိဘူးလားကိုသိတယ်ဖះမသိဘူးလား တည်တယ်အဆရာတွေကိုလည်းပြန်လဲပြီးတော့ဂျေစုပြုဖို့လို့အတွက်ဒီနေ့နှုတ်ကပတ်တော်ကရောက်လာတာဖြစ်တယ်အာမင်နော်ဂျေစုပြုခြင်းဥစ္စာဝေမျှခြင်းအမှုတို့ကိုမမေ့လျော့နဲ့ထိုကဲ့သောရစ်ကိုပြခင်အာရနှစ်သက်တော်မူပဲတဲ့နော်နောက်ထပ်ကျွန်တော်တို့တင်းဥစ္စာတွေပေါ့နော်တင်းတော်တွေမှာတင်းဥစ္စာတွေရှိတယ်အဲ့တင်းဥစ္စာတွေဆိုရင်လည်းပဲနော်တပတ်တခါနော်ကျမတို့နော်အော်တပတ်တစ်ခါတော့မကပါဘူးနော်မိသားစုတွေလိုအပ်တဲ့အရာတွေကိုလည်းဒီတင်းအုပ်ဆရာတွေကလိုက်ကြည့်မှ အော်လိုက်ပြီးတော့ပြုစုပေးတယ်လုတ်ပေးတယ်နှုတ်ပတ်တော်ထဲမှာရောဒီလောကကိစ္စဝိစ္စတွေမှာပါတင်းအုပ်ဆရာတွေကလိုက်လံဖြည့်ရှင်းပေးတာတွေတွေ့ရတယ်ပေါ့နော်အဲ့ဒီလိုမျိုးကျမတို့ရဲ့အသက်တာထဲမှာနော်ဒီလောကပညာသင်ပေးတဲ့ဆရာတွေလက်ဦးဆရာမိဘတွေဝိညာဉ်ရေးမှာဆွတ်ခေါ်ပေးတဲ့ဆရာတွေနော်ဝိညာဉ်ရေးဖခင်တွေတင်းအုပ်ဆရာတွေမြောက်များစွာရှိတဲ့အထဲမှာမှာအတော်ဆုံးဆရာတယောက်အကြောင်းဒီနေ့ပြောမှဖြစ်တယ် အဲ့ဒီအတော်ဆုံးဆရာကဖယားသခင်ကိုယ်တိုင် ကျမတို့ကိုပေးထားသောအရာဖြစ်တယ်ကျမတို့ရဲ့အနီးပါးမှာရှိပြီးတော့ကျမတို့ကိုအမြဲတမ်းလမ်းပြနေတဲ့ခတ်သိမ်းတော်အမှုရာမှာဥဆောင်ပေးနေတယ်ဥပစေဆရာတန်ရှင်းတော်ဝိညာဉ်တော်ဖြစ်တယ်အဲ့ဆရာကအတော်ဆုံးဖြစ်တယ်။အဲ့ဆရာရဲ့အကြောင်းကိုဒီနေ့ကျမတို့ဆင်ခြင်သွားမှာဖြစ်တယ်။နှုတ်ဘတ်တော်လေးနဲ့အဲ့ဆရာရဲ့အကြောင်းကိုကျမတို့လေ့လာသွားမှာဖြစ်တယ်။အဲ့ဆရာကဘာတွေလုပ်ပေးတာလဲ။အဲ့ဆရာက လောကသားတွေအားလုံးကိုလမ်းပြပေးတာမဟုတ်ပါဘူး။ဖယားသခင်ကိုယုံကြည်တဲ့သားသမီးအတွက်ကိုတီးသန့်အထူးစပယ်ရှယ်အထူးအခွင့်အရေးဖယားကပေးထားတဲ့ဆရာဖြစ်တယ်။အာမင်။လောကသားဖယားသခင်ကိုမသိတဲ့သူတွေကဒီဥပဇေဆရာရဲ့လမ်းပြမှုကိုမရရှိပါဘူး။ ဖယားသခင်ကိုတီးပြီးတော့တကယ်ပဲအသက်ရှင်တဲ့ဖယားသခင်ကကျမတို့ကိုကယ်တင်တဲ့ဖယားကျမတို့ကိုဖန်ဆင်းတဲ့ဖယားခတ်သိမ်းသောအမှုရာကိုကျမတို့ကိုပြင်ဆင်ပေးသောဖယားဆိုတာယုံကြည်လက်ခံတဲ့သူတွေအတွက်ကိုဖယားသခင်ကအထူး special ကျမတို့ယုံကြည်သူအတွက်ကိုပဲတီးဆန့်ပေးထားတဲ့တန်ရှင်သောဝိညာဉ်တော်ဖယားဖြစ်တယ်ဥပဇေစရာဖြစ်တယ်ကျမတို့ခတ်သိမ်းသောအမှုရာမှာ तू ကလမ်းပြပေးတယ်ဆိုတဲ့အရာလေးကိုရှင်ယောဟန်အခန်းကြီး14အငယ်16စက္ကွန်မှာပေါ့နော်အတူတကွာ အဖတ်ကြရအောင်စာမျက်နှာ150ခမီးတော်သည်တမာတရားကိုပြတော်ဝိညာဉ်တော်ဒီဟူသော တဘာသော ဥပဇေဆရာကိုတင်တို့နှင့်အတူ အစင်မပြတ်တည်နေစေခြင်းကတင်တို့အားပေးတော်မူမီထိုဝိညာဉ်တော်ကို လောကီသားတို့သည်မတိမမြင်သောကြောင့်မခံမယူနိုင်ကြထိုဝိညာဉ်တော်သည်တင်တို့နှင့်အတူတည်နေ၍ သင်တို့၌ရှိတော်မူသောကြောင့်သင်တို့သိရကြ၏အာမင်ထိုဝိညာဉ်တော်ဟိုထိုတန့်ရှင်းတော်ဝိညာဉ်တော်ဥပဇေစရာတဲ့နော်ကျမတို့ရဲ့အနီးပါးမှာအမြဲတမ်းခတ်သိမ်းသောအမှုရာကိုလမ်းပြပေးတဲ့ဆရာကိုလောကီသားတို့ကမသိမမြင်သောကြောင့်မခံမယူနိုင်ကြတဲ့မသိရင်ဆုံးရှုံးတာဖြစ်တယ်နော် နော်တင်တော့ကတော့တဲ့တင်တော့အတွက်ကိုနော်လောကီသားတွေမရနိုင်တဲ့အရာကိုဖယားသခင်ကိုယုံကြည်သောဖယားသားသမီးများသာ ရရှိနိုင်တဲ့အကြီးမြတ်ဆုံးသောအခွင့်အရေးဖြစ်တယ်အတော်ဆုံးဆရာကို ကျမတို့ကရထားတာဖြစ်တယ်အာမင်အာမင်နော်အဲ့ဒီတန်ရှင်သောဝိညာဉ်တော်ကိုကျမတို့ဘာအတွက်ရထားတာလဲဘာဖြစ်လို့ဖယားကသူ့ရဲ့ဝိညာဉ်ကိုကျမတို့ကိုပေးထားတာလဲသူ့ရဲ့ဝိညာဉ်ကိုကျမတို့အပေါ်မှာတွန်းလောင်းပေးထားတာလဲဆိုတဲ့အရာကို အေးဖက်မှာနော်အေးဖက်အခန်းကြီး34မှာနော်ကျမတို့ကို အမွေအမွေရဖို့လို့အတွက်ဖယားသားသမီးဖြစ်တယ်ဆိုတဲ့အခါမှာဖယားသခင်ရှီကအမွေရဖို့လို့အတွက်တန်ရှင်းသောဝိညာဉ်တော်ကိုစည်ရန်ပေးထားတာဖြစ်တယ်တဲ့အာမင်ကျမတို့ကစည်ရန်တတ်ချင်းခံနိုင်ရသောသူတွေဖြစ်တယ်ကျမဒီမျိုးမှာခြံတခြံသွားဝယ်တဲ့အခါမှာခြံတခြံကိုကျမကစည်ရန်ပေးလိုက်ပြီဆိုဒီဟာကိုကျမယူပါမယ်လို့ကျမကပြောထားပြီးရင်ကျန်တဲ့လူဝယ်လို့ရသေးလား မရတော့ဘူးကျမစင်ရင်တတ်တာအဲ့ဒီလိုမျိုးပဲကျမတို့ဖျားသခင်ကိုယုံကြည်တဲ့ဖျားသားသမီးတွေကိုဖျားသခင်ကဘာနဲ့စင်ရင်တတ်ထားလဲဆိုတော့ကမှတန်ရှင်တော်ဝိညာဉ်တော်နဲ့စင်ရင်ပေးထားတယ်ဒီဒီသားသမီးတွေကငါရဲ့အမွေကိုခံရမယ်အမွေစားအမွေခံသားသမီးဖြစ်ပါတယ်ဆိုပြီးတော့ဝိညာဉ်တော်တန်ရှင်သောဝိညာဉ်တော်ကိုကျမတို့ဆံရံပေးထားတယ်နောက်ထပ်ကျမတို့ယုံကြည်သူတွေကဖရာသခင်ပေးတဲ့အရာတွေကိုသိနိုင်ဖို့လို့တော်ရတဲ့တန်ရှင်သောဝိညာဉ်တော်ကိုပေးထားတာဖြစ်တယ်တဲ့ ဖခင်ကကျမတို့ဘာတွေပေးထားလဲကျမတို့အားဖြင့်ကျမတို့လူအနေနဲ့မသိနိုင်တဲ့အရာကိုသိနိုင်ဖို့လို့အတွက်တန်ဆင်းသောဝိညာဉ်တော်ကိုပေးထားတာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုတစ်ကောเนาะတစ်ကောခန်းကြီးနဲ့အငယ်ဆက်နဲ့တူတူကစင်ကျင်ရင်းနဲ့တည်သွားမှာဖြစ်တယ်ဗောနော်တူတူကဖတ်ရအောင်စာမျက်နှာ232 ငါတို့ဒီလောကီဝိညာဉ်ကို မခံရကြဖျားခင်ပေးတော်မူသော အရာတို့ကိုသိခြင်းအလို့ငါဖျားသခင်ထံမှကြွလာသောဝိညာဉ်ကိုခံရကြပြီ။ဘာအတွက်လဲဖျားသခင်ပေးတဲ့အရာတွေကိုသိနိုင်ဖို့လို့တဲ့။တခါကျဖျားခင်ကကျမတို့ဘာပေးထားလဲဖျားသခင်ကတတ်နိုင်ခြင်းတွေကျမတို့ကိုဘာတွေပေးထားလဲဖျားသခင်က နော်မကျမ်းမာမာတဲ့သူတွေကျမ်းမာဖို့လို့အတွက်ဘုရားခင်ရဲ့နာမကကျမ်းမာခြင်းကို ပေးနိုင်တာဖြစ်တယ်။နောက်ထပ်ဘာဝင်နေလေးနေလဲသင်ရဲ့မိသားစုမှာနော်အဲ့ဝင်နေကိုဘုရားခင်ရဲ့နာမကိုကန်ဆွဲပြီးတော့ဆုတောင်းရင်ဘုရားခင်ကပေးနိုင်တာဖြစ်တယ်။တစ်ခါခါကြောက်လို့ရှိရင် ကျမတို့ကလေတောင်းတဲ့အရာလေးရလေပြောမယ်ဆိုကျမတို့ရဲ့အုံနောက်တစ်ခုလိုမျိုးပဲကျမတို့ရဲ့အုံနောက်ကတဲ့အခန်းငယ်ပေါင်းမြောက်များစွာရှိပြီးတော့ အဲ့ကြောင့်မို့ကျင်းမာတယောက်နဲ့တယောက်လူတွေအသက်တာမှာတယောက်နဲ့တယောက်အုံနှောက်ကိုအုံချခြင်းတူလားမတူဘူးကျမတို့ရဲ့အုံနှောက်ကတဲ့ကျမတို့အသက်တာထဲမှာအသက်ရှင်တန်ရတဲ့အခါမှာတုံးတာကနည်းနည်းလေးပဲတုံးသွားတယ်တဲ့မတုံးရသေးတဲ့အခန်းငယ်ပေါင်းမြောက်များစွာရှိတယ်တဲ့ကျမတို့က အတော့မပြူရသေးရဲ့ဂီယာချက်တွေမြောင်များစွာရှိတယ်လို့မျိုးပဲတစ်ခါကကြာဘုရားသခင်ကမြောင်များစွာသောဂရိတော်တွေကိုကျမတို့ပေးထားတော်ညာလဲပဲကျမတို့ကမတိတဲ့အခါမှာမကင်ဆွဲတတ်တဲ့အခါမှာကျမတို့ဆုံးရှုံးနေနော်အခုတန်ရှင်သောဝိညာဉ်တော်ဘုရားကဘုရားသခင်ကျမတို့ကိုပေးထားတဲ့အရာတွေကိုသိနိုင်ဖို့လို့အတွက်ဘုရားကဒီအရာကိုတန်ရှင်သောဝိညာဉ်တော်ကိုကျမတို့ပေးထားတာဖြစ်တယ်တဲ့အာမင် ဝိညာဉ်တော်ဖျံကကျမတို့ကိုခတ်သိမ်းတော်အမှုရာမှာဥဆောင်တဲ့အခါမှာကျမတို့အုံနောက်ထဲမှာအတုံးမပြုတ်ရသေးတဲ့အကန့်ငယ်တွေကိုနော်မကြံအောင်လို့နော်ဖျားခင်ဘာတွေပေးထားလဲလောကမှာကျမတို့ဆိုတာတွေကိုသိဖို့လို့အတွက်သူကလမ်းပြပေးဖို့ဖျားပေးထားတာဖြစ်တယ်အာမင်ဒီရာကနော်လောကီသားတွေမရရှိပဲကျမတို့ဖျားသားသမီးတွေပဲရရှိမယ့်အရာဖြစ်တယ်နော်အကောင်းဆုံးစရာအတော်ဆုံးစရာကိုဖျားကကျမတို့ကိုပေးထားတာဖြစ်တယ်နော်ပေးထားတာဖြစ်တယ် အတော်ဆုံးဆရာဆိုကျွန်တော်တို့လောကမှာမရှာနဲ့အဆုံးလင်ဆုံးဆရာကျွန်တော်တို့လောကမှာမရှာနဲ့အပြည့်ဆုံးဆုံးဆရာကျွန်တော်တို့လောကမှာမရှာနဲ့နော်လူဆိုတဲ့အခါမှာမပြည့်စုံပါဘူးနော်ဘယ်ဆရာမှမပြည့်စုံပါဘူးဒါပေမဲ့အရာရာခတ်သိမ်းအမှုအရာကိုတတ်ဆွမ်းတဲ့အလုံးစုံပြည့်စုံတဲ့အတော်ဆုံးဆရာကိုကျွန်တော်တို့ဘယ်သူကပေးထားလဲ ဖះခင်ကပေးထားပြီးသားဖြစ်တယ်။ဒီဖះရဲ့တန်ရှင်သောဝိညာဉ်တော်ရဲ့အတန်ကိုနားထောင်ပြီးတော့ကျမတို့သွားတတ်ဖို့လိုပါတယ်ပေါ့နော်။ကျမတို့ပေးထားပြီးသားအရာဖြစ်တယ်။အဲကြောင့်မို့လို့ကျမတို့အတ္တသားမှာတစ်ခါခါကြာလို့ရှိရင်ဒီမှာပေါ့နော်။ကျမတို့ကဒီမှာနည်းနည်းလေးပဲရှိသေးတယ်မိသားစုဝင်တွေက။တချို့အသင်းတော်တွေမှာဆိုလို့ရှိရင်မိသားစုဝင်တွေအများကြီးပဲမတူညီတဲ့ဇယိုက်တွေနော်လက္ခဏာတွေနဲ့အများကြီးမိသားစုဝင်တွေရှိတယ်။တချို့မိသားစုဝင်တွေကကြတော့ တင်းအုပ်ဆရာတယောက်အနေရမှာကျွန်မစဉ်းစားကြည့်တယ်ပေါ့နော်စဉ်းစားကြည့်တဲ့အခါမှာအချိုကြိုက်တယ်နှုတ်ကပတ်တော့ချူချိုလေးပြောတာကြိုက်တဲ့အခါမှာနှုတ်ကပတ်တော့ချူချိုလေးပြောတယ်ဒါပေမဲ့ဒီဘက်ကကြေခဲတဲ့အစာကိုစားနိုင်နေပြီချူချိုလေးလာကြွေးလို့မကြိုက်တော့ဘူးငါအချိုမစားချင်တော့ဘူးနှုတ်နှုတ်ကပတ်တော့အချိုတွေစားရင်ငါစီးချိုဖြစ်မယ်အဲ့တော့ကြေခဲတဲ့အစာကိုစားချင်နေပြီ နော်ဒီဘက်ကတယောက်ကဟိုဘက်ကတယောက်ကမရသေးဘူး노ဆိုတဲ့အရွယ်ဆိုတော့ဆရာကသူ့အတွက်노ဆိုတဲ့အရာကိုပြောပေမဲ့လေဒီဘက်ကကြေခဲ့သောအစာကိုစားနိုင်တဲ့သူကတောင်းတစာငတ်နေပြီနော်အဲ့ခါမှာတစ်ခါတစ်ခါကျရင်ကျွန်တော်တို့ဟိုပေါ့နော်ဆရာတွေကိုအားမလို့အားမရဖြစ်တယ်နော်မကျေနပ်ဘူးပြောချင်းတယ်တစ်ခါတစ်ခါကြလို့ရှိရင်နော်အဲ့လိုမျိုးဆရာတွေကိုကျွန်တော်တို့စိတ်ထဲမှာကျွန်တော်တို့ကိုယ်တိုင်ပင်လျင်ဖြစ်ခဲ့ပါတယ် ော်ကျွန်တော်တို့လည်းအရင်ကအဲ့လိုမျိုးပဲဟာဆရာကလည်းဒါကတိပြီးနေပြီလေနော်အဲ့လိုမျိုးပေါ့နော်အားမလို့အားမရဖြစ်တယ်တို့ပဲမယ်အားမလို့အားမရဖြစ်တဲ့ခါမှာကျွန်တော်တို့ဆရာတွေကိုကျွန်တော်တို့ပြင်မာမိတယ်ကျွန်တော်တို့စော်ကားမိတယ်ပြောမိတယ်နော် ပြောမိတယ်နော်ဒီနှုတ်ကလေးကနှုတ်ခနဲထွက်သွားတယ်ပြောမိတယ်သူများတွေကိုတော့မပြောရင်တော့ကို့ပတ်ဆက်ကကို့ဖန်ကိုထွက်သွားတယ်ကို့တိတယ်လို့ဖះတိတယ်ဖះတိတယ်ဒီနေ့ကအဲ့ရလေးတွေကိုပြန်ဆင်ကျင်ဖို့ဖြစ်တယ်ဗောနော် နောက်ထပ် ကျမတို့ဒီမှာမိသားစုဝင်တွေအချင်းချင်းကျမတို့နှုတ်နဲ့ပြစ်မှားမိတာရှိတယ်။မိသားစုဝင်ချင်းချင်းဆိုတာသူလည်းဖះကိုယုံကြည်တဲ့အခါမှာသူ့ပုံမလဲတန်ရှင်းသောဝိညာဉ်တော်ကတွန်းလောင်းလာတာဖြစ်တယ်။ तू ဟာဝိညာဉ်တော်နဲ့တွားနေတဲ့သူဖြစ်တယ်။ကိုယ့်ရဲ့မိသားစုဝင်ဆိုတာထက်ကိုသူ့ပုံမှာရှိနေတဲ့ဝိညာဉ်တော်ကိုကျမတို့ကခိုင်ကြမေ့လျော့ပြီးတော့နှုတ်နဲ့ပြစ်မှားလိုက်မိတာရှိတယ်။ကျမတို့မိတ်ဆွေတွေလည်းတူတူပဲ ကျမတို့မိတ်ဆွေခရိယန်တွေရှိတယ်ဖခင်နဲ့တွားလာနေတဲ့သူတွေရှိတယ်တန်ရှင်သောဝိညာဉ်တော်ဥဆောင်ခြင်းနဲ့နော်လှုပ်ရှားနေသောသူတွေရှိတယ်အဲ့လူတွေရဲ့အပေါ်မှာလည်းကျမတို့မိတ်ဆွေတွေပေါ့နော်ယုံကြည်သူတွေပေါ်မှာကျမတို့နှုတ်နဲ့နော်သူလှုပ်ဆောင်တဲ့အရာတွေကိုကျမအပြစ်တင်ပြီးတဲ့အရာတွေကျမရှိခဲ့ပါတယ်ကျမကိုယ်တိုင်ရှိခဲ့တာဖြစ်တယ်အဲ့တော့ဒီအရာတွေကိုကျမတို့ဆင်ကျင်မှုဖြစ်တယ်သူဆိုတာထက်ကိုသူ့အပေါ်မှာဖခင်သွန်လောင်ပေးထားတဲ့သူ့ကိုလမ်းပြနေတဲ့တန်ရှင်သောဝိညာဉ်တော်ကိုကျမတို့ကပြောမိတယ်လို့ဖြစ်သွားတယ်အားကြောင့်မို့လို့ကျမတို့ဒီနေ့ကအဲ့ဒါလေးဆင်ကျင်မှုဖြစ်တယ်ပေါ့နော် ကျမတို့ပြန်ပြီးတော့ကျမတို့နှုတ်တွေကိုကျမတို့ထိမ့်သိမ့်ဖို့လိုတာဖြစ်တယ်။သူ့ဆိုတာထက်ကိုသူ့ရဲ့အပေါ်မှာဘုရားသခင်အုပ်ဆိုးနေတယ်။သူ့ကိုတန်ရှင်းတော်ဝိညာဉ်တော်ဘုရားလမ်းပြနေတယ်။တစ်ခါခါကျရင်သူပြောတာမဟုတ်ပဲသူ့ကိုဘုရားပြောခိုင်းတဲ့အရာများဖြစ်နေခဲ့လို့ရှိရင်ဆိုတာမျိုးပေါ့နော်။ကျမတို့စဉ်းစားတတ်ဖို့လိုတော့ဒီနေ့နှုတ်ကပတ်တော်လေးရောက်လာတာဖြစ်တယ်။သောဝိညာဉ်တော်ဘုရားကိုကျမတို့ပြင့်မှားမယ်။နောက်နဲ့ပြင်ပါမယ်ကျမတို့လူလူချင်းပြင်ပါရတာတော့ငွေချင်းငါတောင်းပန်နေတော့ เนาะ Messenger လေးကနေလူချင်းအောင်တွေ့စရာမလို့စာလေးနဲ့ပို့လိုက်တယ်တောင်းပန်တယ်เนาะပြီးပြီလေဖုန်းလေးဆက်ပြီးတော့ sorry တော့ပြီးသွားပြီလေเนาะ तू ကလည်းဖ ia ကိုယုံကြည်တဲ့အခါမှာဟာနေတော့အချင်းချင်းငါတို့အချင်းချင်းအပြစ်မလွှတ်ရင်ဖ ia ကအကောင်းကင်မှာတို့ကိုနော်အပြစ်မလွတ်ဘူးအဲ့တော့ခွင့်လွှတ်ရမယ်ဆိုတော့ခွင့်လွှတ်လိုက်တယ်ဒါကပြဿနာမရှိဘူးတန်ရှင်းသောဝိညာဉ်တော်ဖះကိုတဲ့နှုတ်နဲ့ပြစ်မှလို့ရှင့် ကျမတို့ဘာတွေခန်းစားရမလဲဘယ်လိုအကျိုးတွေရမလဲဆိုတဲ့အရာလေးကိုပေါ့နော်နောက်ကဘတ်တော်နဲ့သူတို့ကဆင်ခြင်ကြရအောင်နော်ရှင်းမတဲ့ရှင်းမတဲ့ခန်းကြီး7ငွေ32သူကပါမယ်နော်လူသားကိုနှုတ်ဖြင့်ပြစ်မှားသောသူဤအပြစ်ကိုလည်းလွတ်နိုင်တန်ဆင်းသောဝိညာဉ်တော်ကိုနှုတ်ဖြင့်ပြစ်မှားသော သူဤအပြစ်ကိုယခုဘဝနောင်ဘဝမလွတ်နိုင်လောကမှာကျမတို့လူတစ်ယောက်တတ်လိုက်လို့ရှင် ထောင်မနေကြမလဲ7ငွေ เนาะထောင်ဆယ်နဲ့ကြမယ်เนาะထားပါတော့အခုဆိုနိုင်ငံရေးပုံမှန်တွေဆိုလို့ရှင်ပြည်တံများရယ်เนาะအနှစ်20တွေပါတယ်ချတယ်15နှစ်တွေချတယ်17နှစ်တွေချတယ်နောက်ထပ်မူးယစ်စေဝါဆိုပြည်ပြံမကြီးဘူးလားဟာမူးယစ်စေဝါဆိုလည်းပြည်တံကြီးတယ်เนาะမူးယစ်စေဝါအဂတိလိုက်စားမှုဟာအဂတိလိုက်စားမှုဆိုလို့ရှင်လည်းအနှစ်เนาะအများကြီးချတာဖြစ်တယ်เนาะလက်စားတဲ့အမှုတွေလေးเนาะလက်စားတဲ့အမှုတွေအနှစ်ကို20 30တွေချတာဖြစ်တယ်เนาะပုံမှန်တွေကြီးတယ်ဒါပေမဲ့ယခုဘဝပဲပြည်တံချတာဖြစ်တယ် တန်ရှင်သောဝိညာဉ်တော်ကိုပြင်မာရင်တော့ဘာဖြစ်လဲယခုဘဝနောင်ဘဝအပြေမလွတ်ဘူးအင်မတန်မှအရေးကြီးတယ်ဒီနေ့ပေါ့နော်ဆရာများနေဖြစ်တယ်အဓိကအရေးကြီးဆုံးအချက်ကတော့ကျမတို့ဖះကိုတည်တော်သူတွေကိုဖះသခင်ကအတော်ဆုံးဆရာကို ပေးထားပါလေနဲ့မှနော်ကျမတို့ကဒီအရာကိုကျမတို့မတိလို့ရှင်ကျမတို့ဆုံရှုံတယ်လောကသားတွေမရတဲ့အရာကိုကျမတို့ရထားပါလေနဲ့မှနော် ကျွန်တော်တို့ကဒီတန်ရှင်သောဝိညာဉ်တော်ကိုစိတ်နာစေတဲ့အပြုမူတွေလောက်ခဲ့လျင်တော့လကောနော်တန်ရှင်သောဝိညာဉ်တော်ကနော်အုပ်ဆိုးပြီးတော့ဥဆောင်နေတဲ့နော်ဝိညာဉ်ဖခင်ဝိညာဉ်ခေါင်းဆောင်တွေကိုကျွန်တော်တို့ကပြင့်မှပြောမှဆိုခဲမိမယ်ဆိုရင်လေကျွန်တော်တို့အတ္တသားမှာအင်မတန်မှအဖြစ်ကြီးတယ်ပေါ့နော်ဆိုတဲ့အရာကိုကျွန်တော်တို့ဒီကနေ့ဆင်ခြင်ဖို့လို့အတွက်ဘုရားခင်နှုတ်ကပတ်တော်ရောက်လာတာဖြစ်ပါတယ်ဒီအရာလေးအဖြစ်ရောက်ချင်းစီတိုင်းဆင်ခြင်မိမယ်ခွာရမယ် ဘောနောအတ္တတာမှာတိဆောက်เสียဖြစ်မယ်နောက်တစ်ခါကျရင်ပြစ်စလက်ခတ်တွေမပြောမိတော့ဘူးဆိုတာကိုယုံကြည်ပါတယ်နောက်ထပ်เนาะကျမတို့ကိုဟောခုနကငငယ်လေးတည်းရပါဘောနောစကားပြောတတ်ခါစเนาะဟောဘာမှဘူဘူးပွဲပဲနဲ့เนาะဘာမှမပြောတတ်ခင်အရွယ်မှာဖေဖေမေမေစတင်ပေးခဲ့တာကမိဘတွေဖြစ်ပါတယ်ဘောနောသူတို့တွေကိုပြန်ပြီးတော့ကျမတို့ကိုယေရှုပြုမယ်ဆိုရင်လည်းဖျားခင်ကနော်ဟေဘရအခန်းကြီး73ငယ်76မှာပြောထားတဲ့ ကျေးဇူးပြုခြင်းဥစ္စာဝေမျှခြင်းကိုလုံးဝမမေ့ရောပါနဲ့အဲ့ဒီလိုမျိုးရစ်ကားတဲ့ဘုရားခင်အင်မတန်မှအာရနှစ်သက်တဲ့အရာဖြစ်တယ်ဆိုတဲ့အရာလေးပေါ့နော်အဲ့တော့ကျမတို့ကျေးဇူးပြုရမယ့်သူတွေကိုလည်းကျမတို့တည်ပြီးကျမတို့နှုတ်ကနေမပြစ်မှားရမယ့်သူတွေကိုလည်းကျမတို့ထိန်းသိမ်းပြီးတော့ဒီနေ့စင်ကြကြဖို့ဖြစ်ပါတယ်ရောက်ချင်းစီတိုင်းဘုရားခင်ကောင်းချီးပေးပါစေ